ရှဟိုင်းကိုဦးတည်ပြန်တန်းတဲ့တရုတ်အရှိလေကြောင်းလိုင်းလေရင်ဟာပြန်တန်းနေရင်အင်ဂျင်ပြဿနာကြောင့်စစ်တီလီစိတ်ကိုအရေးပေါ်ပြန်လည်ဆင်းသက်ခဲ့ရတယ်လို့အဲ့ဒီလေကြောင်းလိုင်းကပြောရေးဆိုခွင့်ရှိသူကဇွန်လ၁၂ရက်နေ့မှာထုတ်ဖော်ပြောကြားလိုက်ပါတယ်ခီးစဉ်အမှတ် flight MU 736ဟာ ဇော်လ17ရက်နေ့ည8နာရီခွဲမှာစစ်တနီမျိုးကနေရှန်ဟိုင်းကိုထွက်ခွာလာတဲ့ခီးစဉ်အတွင်မှာအချိန်တနာရီဝန်းကျင်ပြန်တန်းခဲ့ပြီးနောက်အင်ဂျင်ထုတ်ယူမှုကြောင့်စစ်တနီကိုပြန်လည်လာခဲ့ရတယ်လို့ဆိုပါရယ် Airbus A330 လေယာဉ်အမျိုးအစားဖြစ်တယ်လို့ Australia Media ကဖော်ပြခဲ့တဲ့အဲ့ဒီလေဟာမတော်တဆဖြစ်တာမျိုးခီးတဲ့ထိခိုက်တံရရမျိုးမရှိဘဲမြေပြင်ကိုပြန်လည်ဆင်းသက်နိုင်ခဲ့တယ်လို့တရုတ်အရှိလေကြောင်းလိုင်းကအထွေထွေမှတ်နေကြကက်ရှီဟမ်ကပြောပါရယ် လေရင်ရဲ့ပေဘက်အချက်မှာရှိတဲ့အင်ဂျင်အုံမှာကြီးမားတဲ့အကွဲရကိုမြင်တွေ့ရကြောင်းဩစတြေးလျမီဒီယာကဖော်ပြခဲ့ပါတယ်။အခုဖြစ်ရကိုစုံစမ်းစစ်ဆေးနေပြီဖြစ်တယ်လို့ဩစတြေးလျတရုတ်ပို့ဆောင်ရေးဘေးကင်းလုံခြုံမှုဘူရိုကထုတ်ဖော်ပြောကြားခဲ့ပါတယ်။လေကြောင်းလိုင်းကတော့ခီးတဲ့တွေနေထိုင်တဲခုဖို့ချက်ချင်းစီစဉ်ပေးခဲ့တယ်လို့ဆိုပါတယ်။